ဘက်ခရိုနီယောက်ျားကိုမှအာမကိုပဲသူမရဲ့ချမ်းသာကြွားမှုတွေကိုအခုလိုဖော်ပြပြီးအကယ်ဒမီရမင်းသမီးတွေကိုခြေချသွားတယ်မဟုတ်ကိုချမ်းသာတဲ့ဘဝကိုရဖို့ခရိုနီတထေးကြီးတွေကိုအပြန်အစာရယူနေကြတဲ့မင်းသမီးတွေကြားထဲမှာတော့မဟုတ်ကိုကကိုပါအီချင်းနေနဲ့ပဲရက်တည်နေပါတယ်ရှင်ဒီကိုတဲ့ပြူကြီးဘဝမှာဆိုပေမဲ့ဘယောက်ျားကိုမှအကူစရာမလိုပဲခရိုနီတထေးတွေကိုပိုင်ဆိုင်ထားတဲ့မင်းသမီးတွေထက်တောင်ပို့ပြီးတော့တာလွန်နေခဲ့ပါတယ်ဒီလိုအချက်တွေကိုအခုလိုပုံရိပ်လေးတွေနဲ့ထပ်မှန်ပြီးတော့ထုတ်ပြလာခဲ့တာကိုလည်းတွေ့ရပါတယ်ရှင်အခုခေတ်မှာမင်းသမီးတချို့ကအောင်မြင် လာပြီဆိုတာနဲ့အမှုပညာကိုပုံမတိုးတက်အောင်လုပ်ဖို့ထက်အရန်ချမ်းသာတဲ့ခရိုနီယောက်ျားတွေကိုလက်ထက်ပြီးတရားတဲ့ဘဝမှာနေထိုင်နေကြပါတယ်။တချို့ဆိုရင်အရန်ချမ်းသာပြီးတော့နောက်ခံအင်အားအတန်းဝိုင်းကြီးမားတဲ့ခရိုနီတထေးကြီးတွေကိုရရှိပြီးတဲ့နောက်မှာမရဘူးသေးတဲ့အကယ်ဒမီဆုတွေကိုတောင်ရယူသွားခဲ့ကြပါတယ်။ဒါပေမဲ့မိုဟီကိုကတော့အကယ်ဒမီမရရင်နေပါစေ။ဒါမျိုးအလုပ်ကိုလုံးဝမလုပ်ပဲကိုအောက်ကိုကိုကတောက်ပပြခဲ့ပါတယ်။တချို့တွေကတော့မိုဟီကိုကဝိုင်းရင်ထိတ်တဲမသမီးတယောက်ဖြစ်ပါရဲ့နဲ့အကယ်ဒမီတောင်မရပါလားလို့ဝေဖန်ကြပေမဲ့တကယ်တော့အကယ်ဒမီကမင်းသမီးတွေထ က်အပုံကြီးတာပြီးသားပါရှင်။ဘဝမှာအကယ်ဒမီမရတာတစ်ခုပဲရှိပြီးတော့တခြားသောစီစဉ်ချမ်းသာတွေအောင်မြင်မှုတွေနဲ့လှပမှုတွေကတော့အပြည့်ဝပါပဲနော်။အခုဆိုရင်လည်းသူမရဲ့ကိုပါအရေးချင်းနေနဲ့ပဲဒီကိုလုံးကိုစင်စီရွှေချထားပြီးအတောက်ပဆုံးဘဝကိုချပြလာပြန်တာကိုတွေ့ရပါတယ်။ဒါတွေကဘသူ့ကိုမှမိကိုချင်းမရှိပဲစစ်မှန်တဲ့ကိုပါအစွမ်းစတွေဖြစ်တာကြောင့်မွေးကိုရဲ့ဂုံကြက်တည်းရှိမှုကိုပို့ပြီးတော့တိုးစီတာကတော့အမှန်ပါပဲ။ယောက်ျားတယောက်ကိုအားကိုမှချမ်းသာအောင်မြင်တာတဲ့အမီကိုကင်းတဲ့မြို့သမီးတယောက်ကဘလောက်တောင်အားကျစရာကောင်းလိုက်ပါသလဲရှင်။ ်။အခုလိုမျိုးတကိုယ်လုံးကိုရွှေချထားတဲ့ကြီးကျယ်ခန္ဓာမှုတွေနဲ့ထိတ်တဲမသိမှုဟိကိုကိုတွေ့မြင်ရတာကအရန်ကိုကြက်တီရှီလွန်လာပါတယ်။ကိုပါအရေးချင်းတွေစစ်မှန်လို့လဲအနုပညာလောကမှာနှစ်ပေါင်းများစွာကြာအောင်မြင်မှုတရဖို့စောင်းထားနိုင်ခဲ့ပါတယ်။အနုပညာအရာမှာထူးချွန်တာမကပြင်ပလောကမှာလည်းစိုင်းနေအများကြီးကိုဥစားဖွဲ့လက်ထားတဲ့ Business Woman တယောက်အနေနဲ့လည်းဖြစ်နေပါသေးတယ်ရှင်။ တချို့မင်းသမီးတွေလိုခရိုနီယောက်ျားကိုရပြီးမှစိုင်းနေထပ်ဖွင့်နိုင်တာမျိုးလည်းလုံးဝမဟုတ်ခဲ့ပါဘူး။ဒါရီကအတိတ်အဆုံးကွာခြားချက်တွေဖြစ်ပြီးတော့မွေကိုရဲ့အနေအထားကြီးကိုတွေ့မြင်စေရတာပဲဖြစ်ပါတယ်။ဒါကိုတချို့ကအနားမလဲပဲချမ်းသာတဲ့ခရိုနီတထေးကြီးတွေကိုအကူပြီးအမြင့်ကိုရောက်ပြီးမှဂုံစားနေကြပါတယ်။ဒီလိုမင်းသမီးတွေကြားထဲမှာမွေကိုကတော့အိမ်တော်ကြီးအပူပင်လည်းမရှိသူများမျက်နှာကြည့်စရာလည်းမလိုပဲအတောက်ပဆုံးတဲ့ဂုံအယူရဆုံးပါပဲရှင်။ တကူတဲ့အရန်လှပနေတဲ့မွေကိုကတခြားအမျိုးသမီးလေးတွေအတွက်တော့အဆန်ပြအနေနဲ့ရှိနေပါတယ်။အခုလည်းအမှုပညာလောကထဲမှာအောင်မြင်မှုတွေဆက်လက်သိမ်းပိုက်ထားပြီးနာမည်အကြီးဆုံးယန္တနာရွှေဆိုင်ကြီးနဲ့ကြော်ညာတွေရိုက်ကူးနေရပါတယ်။ဒီကြော်ညာမှာတမူကြီးရွှေသားလုံးယန္တနာတွေနဲ့မွေကိုရဲ့လှပနေမှုကြီးကအထင်သာပါပဲနော်။တကယ်ဆိုရင်ဒီနေ့ခေတ်ရွှေဆိုင်တော်တော်များများကပေါ်ပင်မမျောနေကြပြီးနောက်ပေါက်မင်းသားမင်းသမီးဆယ်လေးတွေကိုသာအသုံးပြုလာကြတာများပါတယ်။ဒီလိုခေတ်ကြီးမှာနာမည်ကြီးရွှေဆိုင်ရဲ့ပြည်နိုင်ကြော်ညာမင်းသမီးလေးအဖြစ်ခန့်အခန့်ထားရတဲ့မွေကို ဲ့အရှိန်အဝါကတော့အံ့ဩစရာပါပဲဘသူအကူကြီးမှမပါပဲဘယ်ယောက်ကြောက်ကိုမှအကူခြင်းမရှိပဲအတောက်ပဆုံးရက်တည်နိုင်နေမြမမင်းသမီးလို့ပြောလိုက်ရင်တော့မိုဟိကိုကနံပါတ်၁ဆိုတာညင်းစရာရှိမှမထင်ပါဘူးရှင်ကြည့်ရှုနေကြတဲ့ပရိသတ်တော်နေနဲ့ရောမွေးကိုအပေါ်မှာထင်မြင်ချက်လေးတွေရှိရင်ပြပြပေးခဲ့ကြပါအောင်နော်။